ရွှေချင်းရဲ့ဆူတောင်းမြေဖျောင်းဆူတောင်းမြေလုံးလို့မိညင်မင်းသားတွေဖူးမြော်ခွင့်ပိတ်ခံထားရတဲ့ရွှေချင်းရဲ့ဖျောင်းယခုဖူးမြော်ရတာကတော့ဒိဋ္ဌန်အောင်ဆူတောင်းမြေရွှေချင်းရဲ့ရှင်အောင်ဖျားပါပြီစကိုင်းမန်လီလိန်မရာပူရာမြို့စကိုင်းတထအရှိဘတ်ထိပ်မှရှိတဲ့ရွှေချင်းရဲ့စိတ်ကမ်းမှာတည်ရှိနေပါတယ်ဆူတောင်းမြေလုံးလုံးရှင်းပြင်ခေတ်ကဆိုရင်မိညင်မင်းသားတွေဖူးမြော်ခွင့်မပြုတ်ဘူးလို့ပိတ်ပင်ထားခံကြရတာပါ ရှာစဝင်းရားကတော့ဖျားလောင်းတော်ကျမင်းဘွားကထီတောင်မှပျော်ဆန်ခဲ့တယ်လို့သိရပါတယ်။ဂေါတမဖျားရှင်ဝါရော26ဝါရှိစဉ်ကမြမာတွေတိုင်းထာနေဖြစ်တယ်။တူနာပရန်တာတိုင်းကိုရဟန်းအပါ900ချင်ရန်ပေးကောင်းကင်ခီကနေကြော်မြန်းလာခဲ့ပူပါတယ်။အဲ့နောက်နောက်ခါတာသနာဖြန့်ပြူးရာစီပင်ပြန်ပွားရာဖြစ်လာမယ့်နေရက်တွေကို ရှင်ညိုးနယ်ထဲမှာရွှေကျဲရဲ့တောင်တော်လေးပါဝင်ကြတာပါ။ဖျားရှင်ခေတ်ကတော့ဒီတောင်ကို မန္တာကိရီတောင်လို့ခေါ်ခဲ့တာဖြစ်ပါတယ်။ဖျားရှင်ကမန္တာကိရီတောင်ကိုကြွချီလာတဲ့အခါတောင်ဆဘလူးမောင်နှမဒေဥခကြီးညိုပြီးတော့ဆွန့်ကပ်တဲ့အခါဖျားရှင်ကပြုံးတော်မူပါတယ်။ဒီကြောင်းကိုညီတော်အာနန္ဒာကမင်းမြင့်တဲ့အခါမှာတော့မန္တာကိရီတောင်မှာ ချက်မီးပွားနဲ့ဆံပြောခဲ့ကြောင်းပြင်သာသနာပြုမိနှပါကြောင်းဆူတောင်းမြေဖျားနဲ့ဆိုပေါ်ပေါက်တော်မူလိမ့်မယ်လို့ဖြားတိပေးခဲ့တာပါသာသနာပြုမင်းဆိုတာကအတော်ကမင်းကြီးကိုရှင်ညွှန်းခဲ့တာဖြစ်ပါတယ်နောက်ချက်မီးတပါးကတော့ဘိုးတော်မင်းတရားကြီးပါပဲ ဖျားဖို့ရကြတဲ့မှာရွှေကျက်ရဲ့ဖျားကဆူတောင်းပြေတည်တံအောင်နေလို့နာမည်ကြီးပါရီကိုရင်ကြုံတွေ့ခန်းစားခဲ့ရတဲ့ဖျားဖို့တူကတော့ရွှေကျက်ရဲ့ဖျားမှာရေတံဘူးတဘူးကက်လို့ပြီးမြစ်တာတုတ်ပချက်နဲ့မဟာသမယာတုတ်တို့ကိုရွတ်ဖက်ပူစော်ကဆူတောင်းရင်သူ့ရဲ့အခက်ခဲတွေအားလုံးမယုံနိုင်လောက်အောင်ကြော်ဖြတ်နိုင်ခဲ့တယ်လို့ဝင်းမြခဲ့တာဖြစ်ကြောင်းတင်ဆက်ရင်းနဲ့ဒီကုန်းချုပ်လိုက်ပါရရှင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်